အခုချိန်ထိ scientist တွေနားမလည်သေးတဲ့အရာတွေထဲမှာအထူးကနေရာမှာပါဝင်နေတာကတော့ black hole တွေပဲဖြစ်တယ်ပေါ့နော်ဒီဗီဒီယိုထဲမှာတော့ professor brian cosier black hole တွေပေါ်ထားတဲ့ဥစားချက်တွေကိုကျွန်တော်ကပြပြပေးမှာပါတကယ်ပဲ black hole တွေက quantum theory of gravity ရဲ့အထူးတော့ချက်တွေဖြစ်လာပါတယ် black hole တွေကြောင့် space time ကိုပို့ပြီးတော့နားလည်စီပါဆိုတော့ black hole တွေရဲ့ထူးခြားတဲ့ချက်ကတော့သူတို့ရဲ့ event horizon လို့ခေါ်တဲ့ဒီနေရာလေးပါ ် event horizon ကိုကြော်ရမယ်ဆိုရင်တော့ကျွန်တော်တို့စက်ကြော်လာတဲ့ကလူပဗေဒနေရာမှာနေရာတစ်ခုမှအလုံးမလုပ်တော့ဘူးလို့ပြောကြတာ event horizon ကိုကြော်ရင်ဘာတွေဖြစ်လာမှာ quantum theory of gravity နဲ့ space time ကတော့ဘယ်လိုမျိုးအလုပ်လုပ်ကြမှာတကယ်ပဲ black hole တွေကစက်ကြော်လာကြီးကိုပို့ပြီးတော့နားလည်စေမယ့်အရာတွေလားဆိုတော့ဒီ video ထဲမှာတော့ဒါတွေကိုကျွန်တော်တို့ဆွေးနွေးပါဦး black hole တွေရှိရဆိုတဲ့အယူအဆက1980နဲ့1990လောက်မှာစပြီးတော့ပေါ်လာတာပေါ့ ယူပဗျာပညာရှင်ဂျော်မစ်ချန်နဲ့သင်္ချာပညာရှင်လက်ဖလိတ်ဆိုတဲ့နှစ်ယောက်က escape velocity ဆိုတဲ့သဘောတရားကိုစပြီးတော့စဉ်းစားတွေးခေါ်ခဲ့ကြ။ escape velocity ဆိုတာကဂျိုးတစ်ခုအာဂျိုးတစ်လုံးဒါမှမဟုတ်အာကျွန်တော်တို့ရဲ့နေလိုမျိုးအရာဝတ္ထုစွဲငင်အားရှိတဲ့အရာဝတ္ထုတစ်ခုရဲ့မျက်နှာပြင်အားနေပြီးတော့လွတ်မြောက်ဖို့အတွက်လိုအပ်တဲ့ velocity ကိုပြောတာ။ဥပမာကျွန်တော်တို့ကမ္ဘာမြေဆွဲအားနေပြီးတော့လွတ်မြောက်ချင်ရင်တော့ကျွန်တော်တို့ဒီကမ္ဘာမျက်နှာပြင်အားနေပြီးတော့အရာဝတ္ထုတစ်ခုကတစ်စက္ကန့်ကို ရှင်းမိုင်လုံးနဲ့သွားတော့မှလွမြောက်နိုင်မှာဖြစ်တယ်ပေါ့နော်တစ်စက္ကန့်ကိုရှင်းမိုင်ကအရန်ကိုမြန်တဲ့ speed တစ်ခုဥပမာကျွန်တော်တို့ကဘာထက်ကြီးတဲ့နေလိုမျိုးအရန် massive ဖြစ်ပြီးတော့ gravitational field strength များတဲ့ object တစ်ခုရဲ့ surface ကနေပြီးတော့လွမြောက်မှုဆိုရင်တော့တစ်စက္ကန့်ကိုမိုင်ပေါင်း၄00လုံးနဲ့သွားမှရမှာပါဆိုတော့ဒါဆိုရင်တို့နှစ်ယောက်စဉ်းစားလိုက်တာကအာကာသထဲမှာအရန်အရန်ကိုတိတ်သီးစာများပြီးစွဲငင်အားများတဲ့အရာဝတ္ထုတစ်ခုသာရှိခဲ့မယ်ဆိုရင် သူ့အတွက် escape velocity ကကျွန်တော်တို့ speed online အလင်းရဲ့မြန်နှုန်းထက်တောင်ပိုပြီးတော့များွားနိုင်တယ်လို့သူတို့ကတွေးခဲ့။ဒါဆိုရင်အဲ့ object G ကိုကျွန်တော်တို့မြင်နိုင်တော့မှာမဟုတ်ဘူး။ဆိုတော့ဘယ်ယာမှအာကျွန်တော်တို့စီကိုရောက်လာတော့မှာမဟုတ်ဘူးပေါ့နော်။ဆိုတော့ဒါသူတို့တွေးခဲ့တဲ့တွေးခေါ်တကယ်တော့ black hole တွေမှာအငင်းပွားစရာတွေအများကြီးရှိနေပါဘူး။ဒါပေမဲ့ black hole တွေရဲ့အထူးခြားချက်ကတော့သူတို့ရဲ့ event horizon လို့ခေါ်တဲ့ဒီနေရာပေါ့။ event horizon ဆိုတာက black hole ရဲ့အတွင်းဘက်နဲ့ ြင်ပတ်စัจ java ကိုစီးကြားထားတဲ့ boundary တစ်ခုနဲ့တူပါတယ်။တကယ်လို့ကျွန်တော်တို့ရဲ့တရားရုပ်ကဒါမှမဟုတ်အရာဝတ္ထုတစ်ခုအား event horizon ကြော်ဝါခဲ့မယ်ဆိုရင်တော့ black hole ကနေပြီးတော့ speed online နဲ့ပြန်ပြီးတော့ထွက်လာခဲ့မယ်ဆိုရင်တော့မပြောင်းနိုင်တော့ပါမဟုတ်ဘူး။ Einstein ရဲ့ general theory of relativity နဲ့ဒါရိုက်ဆက်ဆက်ပြီးတော့လူတွေစဉ်းစားကြတာက event horizon ကြော်ဝါခဲ့မယ်ဆိုရင်တော့အချိန်တွေကပြည့်ဝရောက်သွားတယ်လို့ပြောကြတယ်။ဒါဆိုရင် အဖန်ဟော်ရီဇွန်ရဲ့အကျော်ဘလက်ဟူးရဲ့အလဲမှာဘာတွေရှိညာအဲပြောကြရတာကတော့အရန်ကိုကြီးမားတဲ့ massive star ကြီးကကြုံွားတဲ့အချိန်မှာပေါ့နော်ဆိုတော့ဥပမာကျွန်တော်တို့ရဲ့နေလုံးကြီးဘလက်ဟိုးဖြစ်ပြောင်းနေလို့ရှိရင်တော့အဲ3 km လောက်ရှိတဲ့အလုံးဖြစ်ပြောင်းလိုက်ရင်တော့ဘလက်ဟိုးဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး massive star တစ်ခုကနေပြီးတော့အဲကြုံပြီးတော့ဘလက်ဟိုးတစ်ခုဖြစ်လာတယ်လို့ပြောကြတယ်ဆိုတော့သူ့ရဲ့အလဲကိုတော့ကျွန်တော်တို့က singularity လို့ခေါ်ကြတယ်ပေါ့နော်ဆိုတော့အလဲမှန်လို့ပြောကြတယ် တကယ်တော့ black hole ရဲ့အလဲကိုခံမှန်းမှုကဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာအလုံလောက်တဲ့ theory တွေအလုံလောက်တဲ့ tools တွေ device တွေမရှိတာကြောင့်လည်းပါပါတယ် singularity ဆိုတာကတကယ်တမ်းကျတော့နေရာတစ်ခုဆိုတာထက်သူကအချိန်ကာလတစ်ခုနဲ့တူတယ်အဲပြီးတော့အချိန်နေအဆုံးသက်သွားတဲ့နေရာလို့လည်းပြောကြပါတယ်ဒါပေမဲ့ black hole နဲ့ပတ်သက်ပြီးတော့အခုထပ်တိမဖြေရှင်းနိုင်တဲ့เนาะထူးခြားချက်တွေအများကြီးရှိနေပါသေးတယ် singularity မှာလည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ event horizon မှာလည်းထူးခြားတဲ့အချက်တွေအများကြီးရှိပါတယ်။ Stephen Hawking ရဲ့ paper တွေပေါ်မှာတွေ့ခဲ့တာကတော့ black hole တွေကတောက်ပကြတယ်ပြီးတော့ radiation တွေလည်းထုတ်သွက်တယ်ပြီးတော့ black hole တွေကိုယ်တိုင်မှာက temperature လို့ခေါ်တဲ့အပူချိန်လည်းနည်းနည်းလေးရှိနေတယ်ဆိုတာကိုတွေ့ပါတယ်။ Einstein ရဲ့ theory ရ black hole ဆိုတာက space time ကိုပုံပြဆေးတဲ့အရာအဲ Stephen Hawking ပြောတာကတော့ black hole က radiation တွေကိုယ်တိုင်လည်း ထုတ်သွင်းနေဆိုတော့ဒီလိုတန်းတန်းကွေးနေရတာခုလည်းမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့ radiation တွေကတော့သူက Hawking radiation လို့ပြောတယ်ပေါ့နော် black hole မှာ particles တွေထုတ်သွင်းနေတယ်လို့သူကပြောထားတယ် black hole ရဲ့ event horizon နားကိုကြည့်လိုက်မယ်ဆိုရင်သူက particles တွေဇက်တိုင်းထုတ်သွင်းနေဒီ particles တွေက UU particles တွေမဟုတ်ပါဘူး quantum particle လို့ခေါ်တယ်တခုနဲ့တခုချီနှောင်ထားတဲ့ particle တွေနဲ့တူဆိုတော့ဥပမာ black hole နားမှာ black hole ရဲ့ဒီ ြင်ဘက်နဲ့ဒီအတွင်းဘက်မှာ particle နှလုံးကတပြိုင်တည်းဖြစ်လာခဲ့မယ်ဆိုရင်တကယ်လို့ particle တစ်လုံးကအထဲကိုဆွဲကင်လိုက်ကြရတယ်နော် black hole ပြင်မှာရှိတဲ့ particle ကအပြင်ဘက်ကို radiation တွေနဲ့ထုတ်လွှတ်ခံလိုက်ကြမှာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာ black hole ကိုယ်တိုင်ကတော့အဲ့သဘောတရားအတွက်သူကသူကိုယ်တိုင်စွမ်းရင်လေကုန်သွားမှာဖြစ်တယ်ပေါ့နော်စွမ်းရင်ထုတ်လွှတ်လိုက်ကြမှာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးတနေ့ကြလို့ရှိရင်တော့စွမ်းရင်ထုတ်လွှတ်ရင်ထုတ်လွှတ်ရင်လေ black hole ကလေတဖြည်းဖြည်းနဲ့အငွေ့ပြန်ပြီးတော့နောက်ဆုံးမှာတော့လုံးဝပြောက်ကွယ်သွားမယ်လို့တွေးထားရပေါ့နော် ဒါဆိုရင် Professor Brian Cox ပြောပြထားတာကဒါဆိုရင် Black Hole ကိုရောက်သွားတဲ့အရာတွေကဘယ်ရောက်သွားတာလဲဆိုတော့ခုနပြောသလိုမျိုးပဲ Singularity C ကိုရောက်သွားတယ်ပေါ့နော်ဆိုတော့ Singularity C ကိုရောက်သွားပြီးတော့သူတို့တွေက particle radiation တွေအနေနဲ့သူတို့တွေအပြင်ဘက်ကိုပြန်ပြီးတော့ထုတ်လွှတ်လိုက်တာအကင်း radiation အရာအငွေ့လေးဖြစ်နေအပြင်ဘက်ကိုရောက်သွားတာဒါတော့ဘယ်သူမှအတိအကျမပြောနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့စက်ကြောလာကြီးရဲ့သဘောတရားအရာ information is conserve ပေါ့နော်ဆိုတော့အချက်အလက်အရာဝတ္ထုတိုင်းကတည်မြဲနေဆိုတဲ့သဘောတရားအရာဒီ black hole တွေကိုဆွဲခံလိုက်ကြတဲ့အရာဝတ္ထုတိုင်းက radiation အဖြစ်နဲ့အာကျွန်တော်တို့ပြန်ထုတ်လုပ်ခံလိုက်ကြမယ်ဆိုရင်တကယ်လို့ကျွန်တော်တို့မှာ advanced technology တွေရှိခဲ့ပြီးတော့ဒီ particles တွေ radiation တွေတစ်ခုချင်းစီကိုသာပြန်ပြီးတော့ collect လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ဒီအရာဝတ္ထုတွေကိုကျွန်တော်တို့ဒီ information တွေကိုကျွန်တော်တို့ပြန်ပြီးတော့စုဆောင်းလို့ရမယ်လို့သူကပြောထားတယ်ပေါ့နော်ဥပမာပေးထားတာကတော့ စာအုပ်တအုပ်ကို attempts level ထိ မီးရှို့ဖျက်ဆီးပြီးတော့ရတဲ့နီလန်းတိုင်းနဲ့ဖျက်ဆီးလိုက်မယ်ဆိုပါလို့ဒါပေမဲ့တကယ်လို့ဒီ energy radiation တွေအပြင်ဒီ particle တွေကိုအကုန်ပြန်စုပြီးတော့အဲလှုပ်လို့ရခဲ့မယ်ဆိုရင်တနေ့မှာတော့ဒီစာအုပ်ကိုကျွန်တော်တို့စာအုပ်အတိုင်းเนาะပြန်ပြီးတော့တိဆောက်နိုင်ပါတယ်ဆိုပြီးတော့သူကပြောထားတယ်ပေါ့เนาะအဲဒါပေမဲ့တကယ်တော့လက်တွေ့မှာတော့ဒီလိုမျိုးနီလန်းတော့မဖြစ်နိုင်သေးဘူး theory အရပြောပြတာပေါ့เนาะဆိုတော့ဒါ theory ရမယ်ရှိပါသေးတယ် ။ဒါဆိုရင်သူကစဉ်းစားမိတာက black hole ရဲ့ quantum mechanics ရဲ့ relative general relativity ရဲ့ဒီသုံးခုပေါင်းပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်ပေါ့နော်။ black hole တွေကတကယ်ပဲစက်ကြောင်လာကြီးတွေက information တွေကိုဖျက်ဆီးပြတဲ့ကြာရီလား။ဆိုတော့ဒါကြောင့်ဒီ theory ကိုတော့ black hole information paradox လို့ခေါ်ကြပါတယ်။တကယ်တမ်းကျတော့ black hole တွေက information တွေကိုဖျက်ဆီးပြတာမျိုးတော့မဟုတ်ပါဘူး။ကျွန်တော်တို့က quantum computer တွေလိုမျိုး အရန်ကိုနည်းပညာမြင့်ပြီးတော့အဲလုံလို့ရမယ့် device တွေသာရှိခဲ့မယ်ဆိုရင်တော့ဒီလိုမျိုး black hole စီက particle တွေ radiation တွေကိုတော့ collect လုပ်ပြီးတော့ဒီ information တွေကိုတစ်နေ့ကြာလို့ရှိရင် principle အရပြန်ပြီးတော့အာပြုလုပ်နိုင်တယ်အဖျောက်ပွင့်နိုင်တယ်လို့သတ်မှတ်လို့ရပါတယ် professor brand ကဆက်ပြီးတော့စဉ်းစားမိတာက emergent space time ဆိုရဲဒီဒီ space time ဆိုရဲအရာကြီးကိုတိုင်ခံတယ်သူကလည်း emergent ဖြစ်လာ ြောချင်တာကထွက်ပေါ်လာတာပေါ့နော်သူကအစံကလေးရှိခဲ့တဲ့အရာကြီးမဟုတ်ဘူးသူကိုယ်တိုင်လည်းမွေးဖွားခံရတာဖြစ်တဲ့အတွက်ကြောင့်သူအလဲဘယ်ကနေဖြစ်လာလဲဆိုတာကိုအဲစဉ်းစားစရာအကောင်းပေါ့နော်ဆိုတော့ပြန်ကြည့်မယ်ဆိုရင်တော့ space time ကြီးက entangle particle state ကနေပြီးတော့ဖြစ်လာတာပါဒီ entangle particle state ရဲ့အကြောင်းကိုတေးချာမသိသေးပေမဲ့လေသူသူရဲ့နောက်ွယ်မှာအရင်ကနည်းနည်းတဲ့ အရာတွေသူတို့ရဲ့နောက်ွယ်မှာအရန်ကိုအာစမ်းကြဲတဲ့အရာတွေရှိနေမယ်လို့သူကယုံကြည်ပါတယ်။အဲ့ဒါကိုကျွန်တော်တို့ quantum gravity လို့လည်းပြောလို့ရပါတယ်။အဲ့ဒါကြောင့် universe ရဲ့အစဘာလဲဆိုတာကိုမမေးခင် space time ဆိုတာဘာလဲဆိုတာတော့ကျွန်တော်တို့အနည်းချင်းတော့လေ့လာထားသင့်ပါတယ်။တကယ်တော့ black hole ဆိုတာကစက်ကြောလာထဲမှာတကယ်ရှိနေတဲ့အရာတွေပါ။ကျွန်တော်တို့ဓာတ်ပုံတွေလည်းရိုင်းနိုင်ခဲ့တယ်ပေါ့နော်။ပြီးတော့ black hole တွေက space time ဆိုတဲ့အရာကိုနားလည်အောင်ပုံမပြီးတော့အထောက်အကူပြုပေးနေတဲ့အရာတွေဖြစ်ပါတယ်။အဲ့ ဆိုတော့ black hole တွေကြောင့်ကျွန်တော်တို့စက်ကြာဝဠာကြီးကိုလည်းပို့ပြီးတော့နားလည်လာပါတယ်။ Einstein ပြောခဲ့တာလေးနဲ့အဆုံးသတ်ရမယ်ဆိုရင်တော့ကျွန်တော်တို့လောကကြီးကိုဂေးဒီဇိုင်းနဲ့သာကြည့်မယ်ဆိုရင်ဒီလောကကြီးကဖုံးကွယ်ထားတဲ့အမှန်တရားတွေအရှိတရားတွေရဲ့နောက်ကွယ်မှာရှိနေတဲ့အဲသဘောတရားတွေကိုပါတွေ့နိုင်မယ်လို့သူကပြောခဲ့ပါတယ်။ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ black hole တွေကအရင်ကစမ်းကြည့်တာဖြစ်တဲ့အတွက် black hole တွေကဘယ်လိုမျိုးလဲဆိုတော့မပြောခင်ပါ black hole နေနဲ့ပတ်သက်ပြီးတော့အတွေးတစုံတရာတော့ရအောင်မင်းကျွန်တော်က professor brian cox ရဲ့ဒီ တွေးခေါ်လေးတခုကိုပြန်ပြီးတော့ sharing လုပ်ပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါ